စစ်ကောင်စီက CDM ဆရာဝန်တွေကိုစေကူတာခွင့်ဆမလိုင်စင်မထုတ်ပေးတာဖမ်းဆီးအရေးယူတာပြပထွက်ခွင့်မပေးတာတွေဆက်ပြီးလှုံ့ဆော်နေတယ်လို့ကျမ်းမာရေးဝန်ထမ်းအတိုင်းဝိုင်းက RFA ကိုပြောပါတယ်မန္တလေးစစ်တပ်ကတူကဘွဲရထားတဲ့ဒေါက်တာကေစင်ထွန်းဟာ NUG အသိအမှတ်ပြုဆေးလက်မှတ်နဲ့အရှိလေပိုင်း UAE နိုင်ငံဒူဘိုင်းမြို့ကိုပြည်ညာတော်တင်သွားဖို့ဆောင်ရွက်ရာကနေစစ်ကောင်စီတပ်ကအမည်ပြစင်ရင်သွင်းခံခဲ့ရပါတယ်။ ဒေါက်တာကေဇင်ထွန်းကိုအရေးယူဖမ်းဆီးဖို့လှုံ့ဆော်နေတဲ့အကြောင်းနဲ့ NUG အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရမှာပါဝင်ပတ်သက်သူ9ယောက်ကိုဖမ်းဆီးအရေးယူထားတယ်လို့စစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းစာမှာမတ်လ17ရက်နေ့ကကြေညာခဲ့ပါတယ်။အလားတူပြီးခဲ့တဲ့2024ခုနှစ်ကလည်းထိုင်းနိုင်ငံချင်းမာညုံမှာရှိတဲ့မဟာချူလာလောင်ကွန်တက္ကသိုလ်ကိုရှောက်ထားတဲ့မန္တလေးစစ်တက္ကသိုလ်ကမြန်မာကျောင်းသူ2ယောက်ရဲ့ယာယီစေးပညာဘွဲ့လက်မှတ်တွေနဲ့ပတ်သက်ပြီးစစ်ကောင်စီကအမိပြက်စီရင်သွင်းခဲ့ပါတယ်။ ဒါအပြင်အာနာစသိန်းကစား2020ခုနှစ်ကစေတက္ကသိုလ်အသီးသီးကအလုတ်တင်ဆရာဝန်1000ကျော်ရဲက200လောက်ကိုပဲအတိအမှတ်ပြုဘွဲ့လက်မှတ်ထုတ်ပေးမှဖြစ်ပြီးကျန်တဲ့အလုတ်တင်ဝန်ထမ်း800လောက်ကိုအမည်ပြစင်ရင်တင်သွင်းထားတယ်လို့စစ်ကောင်စီကမတ်လဇန်ပိုင်းမှာထုတ်ပြန်ထားပါတယ်စစ်ကောင်စီပေးတဲ့ဘွဲ့လက်မှတ်ရထားတဲ့သူတွေကကျမ်းမာရေးဝန်ကြီးဌာနလက်အောက်မှာအလုတ်လုပ်ရမယ်လို့ဆိုပါတယ် ဒါကြောင့်စစ်ကောင်စီပေးမဲ့ဝက်လက်မှတ်ကိုမမှတ်ဘူးလို့မန္တလေးစစ်တပ်ကတူက CDM ဝင်ထားတဲ့အလုတ်တင်ဆရာဝန်တယောက်ကပြောပါတယ်။ဆန်းရတော်ပုံစံမျိုးစုံနဲ့သူတို့ချင်းချောက်တာ။ဒါမဲ့ဝက်လက်မှတ်တစ်ခုရဖို့အတွက်သူတို့နောက်ကိုပြန်သွားမှာမဟုတ်ဘူး။ကျွန်တော်တို့လည်းကြောင်းတက်ခရရတဲ့အချိန်တွေကိုအရင်ကပြောတယ်။ဝယ်ရဖို့လုပ်ငန်းခွင်ဝင်နိုင်ဖို့အတွက်စာတွေကိုတဲတိုင်ကြိုးစားခဲ့ရတယ်ချက်ခရရ။ဒါမဲ့အနာသိန်းစစ်ကောင်စီကပေးတဲ့ဝယ်ကိုတော့ကျွန်တော်တို့မမှတ်မဟုတ်ဘူး။ စစ်ကောင်စီကကျမ်းမာရေးဝန်ထမ်းတွေရက်တီလို့မရအောင်နှီးမျိုးစုံနဲ့ဖိနှိပ်နေတာလို့နောက်ထပ် CDM ဆရာဝန်တယောက်ကထောက်ပြပါတယ်နိုင်ငံသားမှာအလုပ်သွားလုပ်ဖို့ပဲဖြစ်ဖြစ်နိုင်ငံသားမှာကျောင်းသားတက်ဖို့ပဲဖြစ်ဖြစ် NUG ကနေဘွယ်လက်မှတ်ကိုထောက်ပံ့ပေးရတယ်အဲ့တော့တို့ကအဲ့ဒါကိုဘယ်လိုလုပ်ချင်လဲဆိုတော့တို့ပေးရတဲ့ဘွယ်မဟုတ်ဘူးတရားမဝင်ဆိုပြီးဖန်တာတော့ဒါတသက်ရုပ်ပတ်တဲ့သဘောမျိုးပဲပေါ့နော်စမ်းမတော့လုံးဝထောက်မပေးဘူးကျွန်တော်ဆိုလည်းစမ်းမ2022ခုနှစ်ကကုန်သွားပြီးသား ဆမဆမသိနေပြီးတော့ဘာလို့လဲဆိုလို့ရှိလို့ရှိရင်အမျိုးစုံပေါ်တော့အမျိုးစုံမြင်ရပါတော့ကအလုပ်တွေမှာအလုပ်လုပ်လို့မရအောင်ဖိနှိပ်တယ်ဒီလောက်ရက်ကစစ်ကောင်စီဟာလွတ်လပ်စွာပညာသင်ကြားခွင့်အပေါ်နီလန်းပေါင်းစုံနဲ့ပိတ်ပင်နေတာလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရသူဥနီဖုံးလက်ကပြောပါတယ်ဒီလူတယောက်ကလွတ်လပ်စွာပညာသင်ကြားပိုင်ခွင့်ဆိုတဲ့ဟာကဒါအခြေခံရပိုင်ခွင့်အခွင့်အရေးဖြစ်တယ်ပေါ့နော်အဲ့ဒီဟာကိုပါလိုက်ပြီးတော့ ဟိုပိတ်ပင်နေတာတော်တော်လေးယုံညံ့နေလောက်ရဖြစ်တယ်လို့ကျွန်တော်တို့ကတော့ပြောချင်တယ်အဲ့ထက်ကနေမှတခုအနေနဲ့လည်းအခုလိုမျိုးအတိမတ်ပြုလက်မှတ်တွေထုတ်ပေးတာမျိုးပေါ့နော် recommendation ပေးတာမျိုးအဲ့ဒီဟာကိုကျွန်တော်တို့ဒီចောင်းកောင်စီတွေကနေပြီးတော့အဲလောက်တာပေါ့နော်အော် NUG အနေနဲ့တော့မဟုတ်ဘူးဒီလွတ်လပ်တဲ့အကြောင်းကောင်စီတွေကနေပြီးတော့တက္ကသိုလ်ကောင်စီတွေကနေပြီးတော့အဲပေးနေတာဖြစ်တယ်ပေါ့နော်မြန်မာနိုင်ငံရဲ့ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာဝန်ထမ်းပေါင်း3000ကျော်ရှိပြီးအဲ့ဒီထဲက9000နီးပါး CDM ပြုတ်လုထားတယ်လို့ စစ်ကောင်းဆောင်ကပြီးခဲ့တဲ့2024ခုနှစ်ကထုတ်ဖော်ပြောဆိုထားပါရှင်။